အလုံးရဲ့မင်္ဂလာပါဒီနေ့ဂျွန်လာနဲ့24ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဂျွန်လာ25ရက်ကနေပြီးတော့29ရက်အထိကညင်းချက်ရေးဆွေးနွေးပွဲတွေလုပ်မယ်ဘယ်မှာလုပ်မလဲဆိုလို့ရှိရင်တော့နေပြည်တော်မှာသူရဲ့တကယ်နန်းတော်နေပြည်တော်မှာသူရဲ့နေရလုံခြုံတဲ့နေရာမှာနေပြီးတော့သူတို့ကညင်းချက်ရေးဆွေးနွေးပွဲတွေလုပ်မယ်အဲ့ဒါကသူတို့ဖိတ်ထားတဲ့ EAO တွေပြီးလို့ရှိရင်တော့ ူရဲ့လက်ကင်တုံးလို့ပြောလို့ရတဲ့ပါတီတွေစသဖြင့်ပေါ့သူတို့နဲ့ဆွေးနွေးပွဲတွေလုပ်မယ်အဲ့ဒီဆွေးနွေးပွဲကိုဖွင့်ဖို့ကိုသူကသွားမလဲဆိုလို့ရှိရင်တော့အမအလာကိုတိုင်းဖွင့်မယ်ဆိုတော့အဲ့ဒီဟာကိုဖွင့်ဖို့အတွက်သူကိုတိုင်းတက်ရောက်ဖို့အတွက်အဲ့ဒီမှာလုံခြုံရေးတွေခုကနေပြီးတော့လုံခြုံရေးတွေထူထူထပ်ထပ်လုပ်နေရတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကရင်ပြည်နယ်မှာเนาะကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ထိကပလဲเนาะထိကပလဲစခန်းကိုနေပြီးတော့ NLA နဲ့ ဥပုံအဖွဲ့တွေကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတော့အဲ့ဒါကဘင်းနေနေကနေစပြီးတော့တိုက်တာလဲဆိုလို့ရှိရင်တော့ဒီဂျွန်လ၄ရက်နေကနေပြီးတော့စပြီးတော့တိုက်တာဖြစ်တယ်ဆိုတော့23ရက်နေမှာသူသိမ်းပိုက်ရရှိတယ်เนาะဆိုတော့အဲ့ဒီစခန်းကအရင်က KNU ကဌာနချုပ်အသစ်ကိုစပြီးတော့လုပ်တယ်နှစ်နှစ်မပြည့်ခင်မှာအကစားကနေပြီးတော့အဲ့ဒီ KNU ရဲ့တပ်ဌာနချုပ်အသစ်ကိုနေပြီးတော့တနည်း နနစ်မပစ်ခင်မှာတင်ပိုက်လိုက်နေတင်ပိုက်လိုက်တဲ့ရဲ့28နှစ်အကြာမှာပြန်ပြီးတော့ KNL ရဲ့ KNDO ရဲ့ PDF တွေရဲ့သူတို့ပူးပေါင်းပြီးတော့တိုက်ခိုက်တင်ပိုက်လိုက်တယ်ဒီတင်ပိုက်ပွဲတွေမှာအတိကအားသာချက်ကပါလဲဆိုလို့ရှိရင်တော့ဒုံးရဲ့ sniper ရဲ့လက်နက်ကြီးရဲ့နော်တင်ပိုက်လို့ရရှိထားတဲ့လက်နက်ကြီးတွေနဲ့အဖကုံဆော်တယ်ပြီးလို့ရှိရင်တော့နေမီတွေကိုအကုန်လုံးအစာရည်စာတွေကိုဖျက်ထုတ်လိုက်တယ်အဲ့ဒီနီးစနစ်အဖြစ်သူတို့တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီ T-Gable စခန်းဟာဆိုလို့ရှိရင်လည်းကြာဆုံးသွားပြီเนาะဆိုတော့အဲ့ဒီစခန်းမှာရှိတဲ့လူတွေကဒီစခန်းကိုတိုက်ဖို့အတွက်အခုကြံရှိတဲ့ဒီ view ဟာတွေရှိတယ်เนาะအဲ့ဒါက volley view ဟာရှိတယ်ပြီးလို့ရှိတော့ okay ထရှိတယ်ထိတလဲဆိုတဲ့စခန်းရှိတယ်တုံးခုပဲကြံတော့တယ်เนาะအဲ့ဒီနေစာမှာအဲ့ဒီတုံးခုတိုက်လို့ရပြီဆိုလို့ရှိရင်အကုန်လုံးသင်ပိုက်လို့ရပြီဆိုတော့အဲ့ဒီမှာရှိတဲ့စက္ကဆတွေကဒီ concept တွေအကြီးအကျယ်ခက်ခဲမှမှလောက်ထတဲ့အခါကျတော့အဲ့ဒီက စက္ကစတွေကဘာပြောလဲဆိုလို့ရှိရင်တက်လာခဲ့တက်လာခဲ့ငါတို့အစင်တင်းစောက်နေတယ်စသဖြင့်အဲ့လိုမျိုးကျုံးွားတဲ့နေရာတွေဖြစ်တယ်ဆိုတော့ဒီပေရတော့သူတို့ဖက်မှာတကယ်အကြီးအကျယ်ခန်းစစ်ကိုခက်ခိုင်မှမှလုပ်ထားတယ်ဒါပေမဲ့ဒီနေ့တည်င်းချလာကတော့ထိကပလေကျွန်တော်တို့ရရှိသွားပြီဆိုတဲ့ဟာကိုတည်င်းမီဒီယာတွေမှာတည်င်းတပ်ပုံတွေ online ပေါ်ပြထားတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်အင်အားဘလောက်ရှိလဲဆိုလို့ရှိရင်80ကနေပြီးတော့90ရှိတဲ့အင်အားအဲ့ဒီဟာကနေပြီးတော့မရရအောင်เนาะ PDF နဲ့ ဒီ KNL ပူပုံအဖွဲ့တွေကနေပြီးတော့တင်ပရရှိတဲ့ဆိုတဲ့တည်င်းကောင်းကိုတွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းစစ်ကူမြို့နယ်မှာရှိတဲ့မြစ်တာနန္ဒဆေးရုံကိုနေပြီးတော့ဘုံချေးတယ်။ဘုံချေးတဲ့ခါကျတော့အဲ့ဒီမှာကိုဝင်းစောမင်းကလေးကနေပြီးတော့မွေးမွေးပြီးစအချိန်မှာပဲသူတည်ဆုံးသွားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာစစ်နှစ်ယောက်တန်ရာရရှိတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တည်င်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။ဆိုတော့အဆောက်အဦပေါင်းက သုံးလုံးเนาะပြည့်စည်သွားတယ်အဲ့ဒီမှာမိရဲ့သားဖို့အဆောင်လေးပါတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာဖော်ပြကြတယ်နောက်တစ်ခုကမခွေးတိုက်ရင်နဲ့ချောင်းမြို့နေမှာဝင်လာတဲ့စစ်ကြောင်းဝင်ပြီးတော့ဝင်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာဆင်းငါရောက်မာခီယာဖြစ်သွားတယ်မတာဖြစ်သွားတယ်မြောစာဖြစ်သွားတယ်နောက်တစ်ခုကနေပြည်တော်မှာဆိုလို့ရှိရင်တော့ MRTV ဝန်ထမ်းအဲ့ဒီပြကြရဲ့ဝန်ကြီးဌာနကနော်အဲ့ဒီမှာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့80ပြည့်နေ့မှာဘန်းပန်ပြီးတော့ဒီ ်ဖုတ်ဆွဲတင်းတယ်အဲ့ဒီပေကတော့ဒီပန်းသပိတ်မှာပါဝင်ပတ်သက်မှုရှိတဲ့အတွက်ကြောင့်အဲ့ဒီနေပြည်တော်ကခုန MRTV လို့ခေါ်တဲ့ TV line ပေါ့နော် TV မှာတည်င်းကျင်ညာတဲ့အဲ့ဒီဝန်ထမ်းတယောက်ကနေပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့အနည်း၈၀ပြည့်မွေးနေ့မှာပန်းသပိတ်လုပ်တဲ့အတွက်ကြောင့်ဖမ်းခံရတယ်သူကအဲ့ဒီပန်းသပိတ်ကိုလုပ်ပြီးတော့ပန်းတွေပန်းပြီးတော့တပ်ပုံရိုက်တယ်ရိုက်ပြီးတော့သူရဲ့ social media မှာဖြစ်တဲ့ဒီ Facebook မှာသွားတင်တယ်တင်ပြီးတဲ့နောက်ပိုင်းမှာသူကလည်းဖြတ်လိုက်တယ်ဖြတ်လိုက်တာမမီလိုက်ဘူးမမီလိုက်ဘူးအဲ့ဒီစကားစကားနေပြီးတော့ထောက်လိုက်ရရှိသွားတယ် သူကိုဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတောင်တန်နေရာတွေမဟုတ်ဘူးနေပြည်တော်မှာတကက် MRTV သူတို့ရဲ့တကက်လက်ကင်ဘုတ်လို့ပြောလို့ရတယ်နော်အဲ့ဒါခေတ်ကနေပြီးတော့ကြံကြံဖတ်ဖတ်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကိုလှုပ်လို့ရတယ်ဆိုတာကအတိပေကတော့သူတို့ဖက်ကလူတွေကလည်းဒီဖက်မှာတော်တော်ကိုထွက်ဖို့အခွင့်မသာလို့သားနော် အစင်သင်စောင့်နေကြရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်သူတို့ထိမှာတော့လုံးလုံးလုံးနေတယ်ဒါပေမဲ့အဲ့ဒီထက်မှာဖရေသီဆိုတာအားပဲเนาะဖရေသီဆိုတာအားပဲအဲ့ဒီထက်ကနေပြီးတော့ဖရေသီဆိုတာပြန်နေဆိုလို့ရှိရင်တော့အဲ့ဒီပြတော့စိမ့်နေတယ်ထက်မှာတော့နီနေတယ်ဒါစိမ့်နေအနီနေခုပေါ့နော်ကြည့်လိုက်လို့ရှိရင်တော့ချက်ခံရေးစစ်တပ်အခွင့်လို့လိုပါလိုလိုပဲဒါပေမဲ့ထက်မှာနီနေတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ဒီနေ့တတိယမီဒီယာလောကမှာလုံးမုံထားတဲ့မိန်းကလေးတယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီနေ့တတိယဆိုရှယ်မီဒီယာမှာတကယ်လက်မုံထားတဲ့နော်မိန်းကလေးငယ်တယောက်ရှိတယ်နော်သူကတော့ ဒီနေရာကိုပဲတရုတ်ဆောင်ရဆောင်ရနော်အကုန်လုံးဆောင်လို့ရတယ်နော်သူရဲ့တကယ့် social media ဒီ TikTok နေပြီးတော့နာမည်ကြီးလာတာပေါ့နော်ဆိုတော့အခုဒီ social media လို့ခေါ်တဲ့အခု Facebook မှာလည်း TikTok ကိုလုံးမထားတဲ့မိန်းကလေးငယ်တယောက်ဖြစ်တယ်ဆိုတော့သူကတော့တရုတ်ဆောင်တဲ့နေရာမှာသူရဲ့တခြားလူတွေပြောတဲ့ဟာကိုသူကလိုက်တော့တရုတ်ဆောင်တာနော်အဲဒီမှာလူမျိုးပေါင်းစုံဇာရိတာပေါင်းစုံဇီယိုက်ပေါင်းစုံ character ပေါင်းစုံစသဖြင့် big character မျိုးဆိုလာလာသူကပြီးပြင်းပြင်း ပြုတ်ဆောင်လို့ရတယ်เนาะအဲ့ဒီတယောက်ကတော်တော်နာမည်ကြီးနေတယ်အခုဒီဖြူဖြူထွေးတော့ဘာလို့တော့မလိုက်လို့မမိနိုင်ဘူးမဟုတ်ဘူးထင်တယ်เนาะတကယ်တကယ်ဆိုရှယ်မီဒီယာကိုသုံးတတ်တယ်ဆိုလို့ရှိရင်တော့သူကလည်းတော်တော်ကိုချမ်းသာမဲ့လူပဲเนาะချမ်းသာမဲ့လူပဲဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ဒီလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုနာမည်ကြီးတယ်အာမိင္လိင္ရဲ့တယောက်ဖြစ်တယ်เนาะဆိုတော့အဲ့ဒါကိုတစ်ချက်လောက်နော်အဲ့ဒီမှာ10မိနစ်မရှိပါဘူးနော်ခဏလေးကျွန်တော်တို့ချစ်ချက်ရအောင်နော်ဒါပန်းဖြေလေးပေါ့နော်ပန်းဖြေလေးမရိကယာဝါဒီပြေဆောင်လာတဲ့ဟာလေးကဖိတ်ဖြေလေးမရိကယာဝါ

မပြစ်ဘူးပါဘူးရှင်တော့သူရဲ့တက်လာမြင်နေတယ်ဒီစီရဲ့တော်ကိုအဲကာရက်တာကာရက်တာပေါင်းစုံဒီကြွားကအမင်းဟောမြောက်လောက်ဆက်ကိုတကြောရောက်ကလာနော်ဆိုတော့ဒါတော့ပန်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီစစ်တပ်ကနေလေတက်အမတ်တစိတ် white aid တို့လင်းရံပြန်နေစေးကိုနေပြီးတော့ဟောမှာတရုတ်နိုင်ငံကူမင်းမျိုးမှာရှာဖွေတွေ့ရှိတယ်အဲ့ဒီဟာကမကြမီမှာ ဒီမြန်မာနိုင်ငံမှာသုံးတော့မယ်အဲ့ဒီဟာတွေက Y8 လို့ပါလို့ဆိုလို့ရှိရင်တော့ပစ္စည်းတွေပါစေတော်တော်ကိုတော့တည်ပို့ဆောင်လို့ရတဲ့နော်လေယံပြန်မျိုးစားဖြစ်တယ်အဲ့ဒါကဒီ Dam.4 တက်ရဲ့တစိမ့်အမှတ်တစိမ့်ပါတယ်ဆိုတော့အဲ့ဒီအမှတ်တစိမ့်နဲ့ဟောမှာတရုတ်နိုင်ငံကူမီလေစိမ့်မှနေပြီးတော့အဲ့ဒီမှာရှိတယ်မကြာခင်မှာမြန်မာနိုင်ငံမှာပို့ဖို့ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါတော့အသေးဆက်ပေါ့နော်အသေးဆက်ဆိုတော့လေယံပြန်စီအဲ့ဒီဟာလေပုံကတကယ်တတိမီဒီယာလောကမှာလုံးမထားတဲ့ ပုံတပုံဖြစ်တယ်စုံမထားတဲ့တည်င်းတစ်ခုဖြစ်တယ်เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် PDI စုံမထားတဲ့နေမြေတွေอ่ะဆိုလို့ရှိရင်တော့ဒီမလေးရှားနိုင်ငံထက်ကြီးရဲ့ဆိုပြီးမှညွန့်ကြီးရဲ့ဒီပညာရေးနဲ့ဒီကျန်းမာရေးဝန်ကြီးဒေါက်တာဆော်ဝေဆိုးကနေပြီးတော့ပြောလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီနေမြေစုံမမှုတွေဟာဆိုလို့ရှိရင်တကိတ်ဂျေပြန်းနဲ့မလေးရှားနိုင်ငံထက်တော်မှကြီးမားတယ်မလေးရှားနိုင်ငံထက်တော်မှကျေတယ်အဲ့ဒါကိုနေပြီးတော့ EO တွေကနေပြီးတော့ထောက်ခံထားတယ်အဲ့ဒီဒေါ်လာရဲ့အစိုးရတရားလိုအပ်တယ်ဆိုတဲ့ဟာကိုသူတို့ကဒီ EO တွေကနေပြီးတော့ ်မိမောင်ဖိုးပြတယ်လက်ခံထားတယ်ဆိုတဲ့ဟာကိုဒါဇဝေဆေးကနေပြီးတော့ပြောတယ်ဆိုတဲ့တင်နောက်တစ်ခုကဒေါ်လာဈေးကတော်တော်တက်သွားတယ်အခုက4600ကျော်ထိတော့မှတက်သွားပြီပြီးလို့ရှိရင်တော့နော်ဒီရွှေနော်ရွှေကတစ်ချက်တောက်ကို380ကျော်သွားပြီနော်380ကျော်သွားပြီဆိုတော့တော်တော်ကိုဈေးတက်နေတယ်အခုဒေါ်လာဈေးတက်နေတယ်ရွှေဈေးကတော်တော်တက်နေတယ်နောက်တစ်ခုကလာရှုံမြို့မှာနေပြီးတော့အင်အား1000နဲ့နေရာကျော်နဲ့ဒီမာလာက တွေ့ရစစ်တပ်တွေကိုအဲ့ဒီမှာတွင်းတယ်အဲ့ဒါကတရုတ်ရဲ့စစ်စက်ညီနိုင်မှုကြောင့်တရုတ်ကိုအားကိုးပြီးတော့နော်အဲ့ဒီမှာလာရှုံမျိုးကိုတင်ပိုက်တယ်အဲ့ဒီကတော့အဲ့ဒီရဲကွက်စစ်နယ်ရဲကွက်ကိုတော့သူထိန်းချုပ်လို့ရတယ်ကျေးရွာပေါင်းကိုနေစီကြောကိုတော့နော် MNA ကထိန်းချုပ်ထားတယ်ဆိုတော့အဲ့ဒီမှာစစ်သားရဲ့အားတွေတော်တော်ကိုတိုးချေထားတယ် အခုအစ်တပြန်ပြီးတော့ဝင်လာနေတယ်ဆိုတဲ့ဟာကိုတွေးရတယ်ပြီးလို့ရှိရင်တော့တို့အခုဒီတည်င်းမှာတက်လာတာကဒီဖန်ထားတဲ့စစ်တပ်ပန်းနဲ့ရှိတဲ့အရင်ကဒီ last show တင်ပိုက်လုံးက MND ကတင်ပိုက်ထားတဲ့ MND ကဖန်ထားတဲ့စစ်တပ်ပန်းတွေကိုနေပြီးတော့ပြန်ပြီးတော့ပေးဖို့တို့အပေးအယူဆွေးနွေးရတယ်ညှိနှိုင်းရတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တည်င်းမီဒီယာတွေမှာတွေးရတယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဒီအကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်အဲ့ဒါကအမှတ်32 နော်အဲ့ဒီတိုင်းရင်အနားမှာတိတ်တိုက်ပုတ်တဲ့ကြီးကြီးဖြစ်နေတယ်။အဲ့ဒီမှာကာကင်းတစ်ခုရှိတယ်နော်။အဲ့ဒီကာကင်းတစ်ခုကလုံးဝနော်သူတို့ကအစအစစားစရာမရှိတော့ဘူး။စားစရာမရှိတဲ့အခါကျတော့ဒုံးနဲ့နေပြီးတော့သူတို့အစအစရိတ်ခါတွေကိုချပစ်နေရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒီကာကင်းကတော့ပြန်စေးကိနော်ပြန်စေးကိရောမှာရှိတဲ့ ာငင်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလေဒီနေ့တင်မီဒီယာမှာတွေ့ရတယ်ဆိုတော့တချို့စစ်သားတွေကတော့ဒီကြောက်ဖြူမျိုးပေါ်မှာပြေးလာတယ်အဲ့ဒါကအရောက်ပေါက်နဲ့ဆေးရှိတယ်ဆိုတော့ဒုံးနဲ့အစာချပေးရတယ်ဝိုင်းဝင်းပြီးတော့ပိတ်ဆို့ပြီးတော့တမနေတာနော်တမနေတာဒီမှာအေးအေးနဲ့ပူပေါင်းဖွေးတွေကဆိုတော့ဒီကနေပြီးတော့စစ်မထဥပဒေနဲ့နော်သူတို့ဒီလူငယ်တွေက စစ်မှုထားရမယ်ဆိုတဲ့အခါကိုသူတို့ထုတ်ပြန်တယ်ထုတ်ပြန်နေပေတဲ့နောက်ပိုင်းမှာပထမထွက်လာတာကတော့အဲ့ဒီမှာနိုင်ငံချမနီလန်ပေါင်မျိုးစုံနဲ့ထွက်ပြေးတဲ့လူတွေရှိတယ်ဆိုတဲ့ဟာကိုအရင်ကတည်တင်းတွေမှာတက်တယ်ဆိုတော့အခုဒီနေ့တည်တင်းကတော့1000ဆရာတည်တင်းတစ်ခုပေါ့နော်ဆိုတော့အဲ့ဒါကတကိတ်လူငယ်တွေအားဆိုလို့ရှိရင်တက်တက်ကြွကြွနဲ့တကိတ်ပေါင်ဝင်ချင်းစိတ်ရှိတဲ့လူငယ်တွေလူလက်ပိုင်းတွေအားဆိုလို့ရှိရင်စစ်မှုထမ်းဖို့အတွက်ရောက်လာတာတော်တော်များများ နော်တက်တက်ကြွကြွနဲ့ပါဝင်ဆင်နွှဲကြတယ်ပါဝင်ပြီးတော့ပူးပေါင်းကြတယ်ပါဝင်ပြီးတော့တင်တန်းတွေတက်နေတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ